တခါတုန်းကတောတစ်ခုမှာအယံကိုမာနာကြီးတဲ့မသွေဝေဆိုတဲ့ချင်းသေးတကောင်ရှိတဲ့မသွေဝေဆိုတာကတော့စူးစားညံမရှိဘူးမိုက်မဲတဲ့အကောင်လို့ဆိုလိုတာပေါ့မသွေဝေဟာတတဝါတွေကိုမြည်ရင်မတတ်မဖြတ်ပဲမနေနိုင်ဘူးတဲ့အမြဲဖန်းစီပြီးတက်ဖြတ်နေတာပဲတဲ့အဲ့တော့တတော်တဲ့အတူတူနေတဲ့တတဝါတွေကမပြောကြဘူးပေါ့။တွားလဲတထိတ်ထိတ်စားလဲတထိတ်ထိတ်အိတ်လဲတထိတ်ထိတ်နဲ့ နေနေရတာဆိုတော့စိတ်ညစ်ကြတာပေါ့တနေ့ကျတော့တမင်ဒရေချီငယ်ဆိုင်ဆက်ဖို့ပြက်အဆရှိတဲ့ပဒဝါတွေဟာမျက်နှာတွေကလေးတွေနဲ့ဥကောင်းမိုက်ဆိုင်ချပြီးတော်သုံးတောင်ရဲ့တခင်အရှင်ချင်းသိမင်ရှိတော်ကိုဝင်ပြီးရှိခိုးတောင်းပန်ကြတဲ့အရှင်ချင်းသိမင်အတနာကိမဲ့ပြီးအတိတ်ပဲမရှိတဲ့တက်ဖြတ်မှုကိုရှောင်ကျဉ်တော်မူပါတွေ့တိုင်းမြင်တိုင်းဖန်ဆီးတက်ဖြတ်နေပါလေကျွန်တော်တို့တော်သားတိရစ္ဆာန်များပျက်စီးပြုံးကြည့်ပါလိမ့်မည် အရှင်ချင်းသိမင်းလဲစားစရာမရှိလို့အတိဒုက္ခရောက်ပါလိမ့်မယ်။အကယ်၍အရှင်ချင်းသိမင်းသဘောတူပါလျင် ကျွန်တော်မျိုးတို့ကတနေ့လျင်တားကောင်တစ်မျိုးစီအရှင်ချင်းသိမင်းပွဲတော်တည်စားတော့ပါရန်ဆက်တတ်ပါမယ်လေ။အဲ့ဒီစကားကိုကြားတော့မတူဝေကစူးစားပြီးပြန်ပြောတဲ့။အေးမင်းတို့လျှောက်ထားတာအကောင်းသားပဲ။ဒါပေမဲ့မြင်းမြတ်ထားတော့ အချိန်မီငါပွဲတော်တည်ဖို့ရောက်မလာရင်မင်းတို့အားလုံးကို စားပစ်မှာမှတ်ထားတော့အဲ့ဒီအခါတရိษံတွေကကောင်းပါပြီအရှင်ချင်းသေးမင်းတို့ဂတိပေးပြီးစိတ်အေးချမ်းသာစွာနဲ့ထွက်ခွာသွားကြတဲ့အရင်ကလိုသွားတထိတ်ထိတ်စားတထိတ်ထိတ်အိတ်တထိတ်ထိတ်မဖြစ်တော့ဘူးပေါ့နေတိုင်းနေတိုင်းနေမင်းကြီးမိုးတက်လာပြီဆိုရင်တရိษံတမျိုးမျိုးကအနှဲ့ကြတဲ့အကောင်ကိုရွေးပြီးမသွေဝေစားဖို့လှုပ်ပေးကြတဲ့ တနေ့ကျတော့ချင်းသိအစားခံဖို့အလေးဟာဒုံလေးတကောင်ပေါ်မှာကြလာပါရောတဲ့ဒီတော့တောတတဝါတွေကကဲယုံကလေးအလှဲ့ကြတယ်ချင်းသိကြီးစီကိုသွားပြီးတော့လူဝမ်းနေစွာနဲ့နှုတ်ဆက်ကြတဲ့ဒါပေမဲ့ယုံကလေးကတော့စိတ်မပြတ်ပါဘူးသူကဉာဏ်ရှိတဲ့တတဝါပဲသူကြံ့ရင်ဘာခံနိုင်မှာလဲလို့သူယုံကြည်တဲ့အဲ့ဒါနဲ့လမ်းမှာအကြမ်းထုတ်ရင်းတစ်ပြေးပြေးနဲ့ခုံဆော့ခုံဆော့သွားလိုက်တာ အတော်ကိုမိုးတိမ်သွားမှချင်းတိစီကိုရောက်သွားတဲ့ချင်းတိမတူဝေကလည်းစာလောင်မှုတိတ်နေတော့အင်မတန်စိတ်ဆူးနေတာပေါ့အချိန်လုံးမှဒီုံရောက်လာတယ်တိရိစ္ဆာန်တွေကဂတိမတူဘူးမနဲ့ပြန်ကြရင်တောတတဝအားလုံးကိုငါဖမ်းဆားမယ်လို့ကြိမ်းဝါနေတော့ဂျုံကလေးကခက်ကြုံကြုံလေးသူ့ရှိတော်မှာဝင်ရောက်ခါစားတဲ့ချင်းတိစာနေတော့ဂျုံကလေးကတလုံးစာများမရှိတော့ပို့ပြီးတော့ပွားတာပေါ့အဲ့ဒါနဲ့ဟိမပြိတ်တာ အကောင်ကနေရတဲ့အထဲနောက်ကျလိုက်သေးတယ်။အဲ့ပြစ်ကြောင်နင်းကိုလည်းငါတတ်မယ်။မနှက်ပြန်ကြရင်တောတတဝအားလုံးကိုလည်းငါစားမယ်လို့နှစ်သွေးဝေကစူတဲ့အဲ့ဒီအခါယုံကလေးကရှ िख ိုးပြီးတော့အရှင်ချင်းသိမင်းကျွန်တော်နောက်ကျရတာဟာကျွန်တော်အပြစ်မဟုတ်ပါဘူး။ကျွန်တော်မိတ်ဆွေတောတတဝရရဲ့အပြစ်လည်းမဟုတ်ပါဘူး။ကျွန်တော်အရှင်းစီကိုအချိန်မီအောင်ပြေးလာတဲ့လန်ခီးမှာချင်းသေးတကောင်နဲ့တွေ့လို့ရန်နာခဲ့ရပါတယ်။ သူကသူပိုင်နဲ့တော်တဲ့ကတတော်ဝါတွေဟာသူ့ကြုံပဲတဲ့ဆိုပြီးကျွန်တော်ကိုဖမ်းမယ်စီမယ်လုပ်ပါတယ်။ကျွန်တော်ကငါရွေဝေအမည်ရှိတဲ့ချင်းတိတ်ကြီးစီကိုတွားပြီးအကြောင်းကြားပြရစီဦး။နောက်မှပြန်ခဲ့ပြရစီလို့တောင်းပန်တော့မှလွတ်လိုက်ပါတယ်လို့ပြောတာပေါ့။ပြိုင်ဘက်ရန်သူ ချင်းတိတ်တကောင်ရှိတယ်လို့ကြားတော့မတွေ့ဝေဟာပိုပြီးဒေါသဖြစ်တာပေါ့။ကဲကြကြမဆိုင်တဲ့အဲ့ဒီချင်းတိတ်ရှိတဲ့နေရာကိုငါ့ကိုခေါ်သွားစမ်းတတိကြရသေးတာပေါ့။မတွေ့ဝေက ပြောတဲ့ ဒီတော့ယုံကလေးကရေရင်းကြီးတစ်ခုစီကိုခေါ်သွားပြီးအရှင်ချင်းသိမင်းကျွန်တော်ကိုခဲမယ်လို့တဲ့ချင်းသိကြီးဟာဟောတဲ့တွင်းထဲမှာနေပါတယ်လို့ပြောတော့ငသွေဝေက ရေရင်းထိတ်ကနေပြီးငုံကြည့်တာပေါ့ရေပြင်မှာသူ့အရေးသူမြင်တော့အချားချင်းသိထင်ပြီးဟောက်လိုက်တာလှိုင်းတံပါပြီးတတော်လုံးဟိမ့်သွားတာပဲတဲ့သူ့ကိုယ်သူပဲတွင်းထဲကချင်းသိမှတ်ပြီးဒေါသကြီးကြီးနဲ့တွင်းထဲကိုခုန်ချလိုက်တာရင်းနစ်ပြီးငသွေဝေဟာတေးပါလီရောတဲ့ ဲ့ဒီတော့မှယုံကလေးနဲ့တချင်းကလေးတကြောကြောနဲ့သူချင်းကိုသူပြန်သွားတဲ့တောတတဝါတွေလည်းချမ်းသာရရကြတဲ့ပုံမြင်လေးကတခုခုရသွားကြမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်